နာမည်နှလုံးနဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ဖခင်ဖြစ်သူကိုတွေ့ကျင်လို့မီဒီယာကနေတဆင့်အဖေပြောက်ရှာပုံတော်ဖွင့်လိုက်တဲ့ Miss Universe ပြိုင်ပွဲဝင်တဦး မစ်ယူနီဘာအင်စိန်ကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်ဖို့ပြင်ဆင်နေတဲ့အလှမယ်မိုးကြက်ချိုကတော့အလှမယ်လောကကိုဝင်လာတာနဲ့အောင်မြင်ချင်တာထက်အဖေဖြစ်သူကိုတွေ့ကျင်လို့ဆိုပြီးမီဒီယာကနေတဆင့်ပြောလာခဲ့ပါပြီတိုးတက်လာတဲ့ခကြီးမှာလူတယောက်ကိုရှာဖွေရတာအလွယ်လေးပါပဲကိုပြောချင်တဲ့စကားတွေသိချင်တဲ့အရာတွေကိုလိုင်းမော်တက်ပြီးပြောလိုက်တာနဲ့တင်အချင်းခဏလေးအတွင်းသိနိုင်တဲ့ခကြီးမှာမိုးကြက်ချိုကတော့ဖခင်ဖြစ်သူကို တွေ့ကျင်နေတယ်ဆိုတော့ကိုလိုင်းမော်ကနေတစင်ရင်ပွင့်လာခဲ့ပါပြီသူတို့သားဘဇလန်ကတော့ထင်းတလောက်မရရှိမှာဘူးနော်တမီးဖြစ်သူကအဖေဖြစ်သူကိုတွေ့ကျင်နိုင်တွားတွေ့လို့မရတယ်လို့ဆက်တွယ်လို့လည်းမရတာမို့မီဒီယာတွေကိုအခုညီတောင်းပြီးပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်မိုးဆက်ချိုကတော့အဖေဖြစ်သူရဲ့ဖြစ်ပေခြင်းကိုအသက်၃နှစ်အရွယ်ကလေးကခံစားခဲ့ရသူတယောက်ပါ အဖေဆိုတာကိုသိရင်မြင်ချင်းရင် TV ဖန်သားပြင်ကိုကြည့်ပြီးအလွမ်းဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။မိုးဆက်ချိုရဲ့ဖခင်ကတော့သူ့တို့သားမိကိုပြစ်ထားပြီးနောင်မိတ်မကိုခုပြစ်ပြီးပေါင်းသိနေထိုင်ခဲ့တာလို့ဆိုပါတယ်။ပြစ်ဒဏ္ဍာတစုံတရာမတက်ပဲဇနီးနဲ့သမီးကိုပြစ်ထားပြီးတနည်းအားမတအိုးတအိမ်ထူထောင်ခဲ့တာလည်းဖြစ်ပါတယ်။မိုးဆက်ချိုကတော့မိခင်မြစ်တာကိုရထားပေမဲ့ဖခင်ရဲ့ချစ်ချင်းမြစ်တာတွေ တောင်းတနေသူတယောက်လည်းဖြစ်ပါတယ်ပဝင်းကျင်မှာအဖေဖြစ်သူရဲ့ဂယုဆိုင်မှုရတဲ့ကလေးတွေကိုမြင်နိုင်အားကြခဲ့ရတဲ့ဆိုပြီးဝမ်းနဲ့မျက်ရည်တွေနဲ့ပြောလာခဲ့တာလည်းဖြစ်ပါတယ်မိုးဆက်ချိုကတော့ဖခင်ဖြစ်သူအကြောင်းကို လိုင်းမော့တက်ခါဖခင်ဖြစ်သူကအဆက်အသွယ်မလုပ်လို့ပါပဲ မိုးဆက်ချိုကတော့ဖခင်ဖြစ်သူနဲ့အပြင်မှာ၃ချိန်လောက်တွေ့ဘူးပါတယ်သူအသက်၂၂နှစ်ဒီအဖေနဲ့တွေ့ခဲ့ဘူးတာ၃ချိန်လောက်ပဲရှိတာမို့အပြင်မှာထပ်တွေ့ခြင်းပဲဖခင်ရဲ့နောက်မိမကလက်မခံတာမို့တွေ့ဝင်မရခဲ့ဘူးလို့ဆိုပါတယ်မိုးဆက်ချိုရဲ့ဖခင်ကတော့အပြင်ကတာမန်လူတယောက်မဟုတ်ပဲအမှုပညာအတိုင်းဝိုင်းတွေကလို့ဆိုပါတယ်မိုးကြချိုရဲ့အဖေဖြစ်သူကနမဲကြီးမင်းသားတက်လက်ပါရုပ်ရည်တန်းတန်းနဲ့ခချောချောမင်းသားတက်လက်ဖြစ်ပြီးအမှုပညာလောကမှာအောင်မြင်ခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ် ခုချိန်ထိလဲပရိသတ်တွေကြားမှာနာမည်ကြီးနေဆက်ဖြစ်ပြီးသူကနာမည်နှလုံးနဲ့နာမည်ကြီးမင်းသားတယောက်လည်းဖြစ်ပါတယ်။နာမည်နှလုံးနဲ့မင်းသားကြီးကအခုဆိုရင်နောက်အိမ်တော်နဲ့ရတဲ့ကလေးတွေတောင်ရှိနေပါပြီ။ဘူဇက်ချိုကတော့သူတို့မိသားစုရဲ့ပျော်ရွှင်မှုကိုဖြိုခွဲခြင်းလို့အခုလိုတွေပြောနေတာမဟုတ်ပါဘူးနော်။သူကလည်းဖခင်မေတ္တာငတ်နေတဲ့သူတယောက်မို့အဖေဖြစ်သူကိုတွေ့ကျင်တဲ့စိတ်နဲ့လိုင်းမော်တက်ပြောလာခဲ့တာလည်းဖြစ်ပါတယ်။ မိုးသက်ချိုရဲ့မိတွေးကတော့သူများမိသားစုကိုလည်းဖြိုခွဲခဲ့တယ်လို့တမီးဖြစ်သူရဲ့ဖြစ်တည်မှုကိုပါလက်မခံပေးခဲ့ပါဘူးမိုးသက်ချိုကဆယ်နှစ်တက်နေတဲ့အချိန်မှာမှတ်ပုံနဲ့လှုပ်ဖို့လိုအပ်တာမို့ဖုံးဆက်ခဲ့မှုတယ်လို့ဆိုပါတယ်ဖခင်ဖြစ်သူကိုမှတ်ပုံနဲ့လှုပ်ဖို့ဖုံးဆက်ပြီးအကူအညီတောင်းပေမဲ့လည်းမိတွေးဖြစ်သူကဖုံးချပြီးမချင်းမငန်းပြောဆိုခဲ့တဲ့အထိပါပဲမိတွေးဖြစ်သူကဖုံးစိမ်းတစ်လုံးနဲ့ထက်ဆက်ပြီးတမီးဆိုရင် DNA ပြကွာရှင်းစာချုပ်ပေးဆိုပြီးပြောခဲ့တယ်လို့ ဖခင်နေရာမှာလည်းတယောက်ကြနာမည်ကိုမထည့်နဲ့ဆိုပြီးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။မိုးဆက်ချိုကတော့အခုဆိုရင်မိတွေးဖြစ်သူရဲ့ရုံမှမူကြောင်းဖခင် ဖြစ်သူနဲ့တွေ့ခွင့်မရသလိုဖုန်းဆက်တွေတောင်မရတော့ပါဘူး။သူကတော့ဘာတွေပဲလို့ဖြစ်ခဲ့ပါသေးအဖေဖြစ်သူအပေါ်အမုန်းတရားမရှိတာအသေးချာပါပဲ။မိုးဆက်ချိုကဖခင်ကိုအချက်ခွဲရင်လို့လိုင်းမော့တက်တာ မဟုတ်ပဲအသက်ရှိနေစဉ်အချိန်တွင်ဖခင်နဲ့တွေ့ခွင့်ရပြီးတစ်ဆက်ကလောင်ဖြစ်ဖြစ်ဖတ်ထားခြင်းခဲ့တာပါ။ မူရချိုကတော့အဖွားကြီးဖြစ်တဲ့အထိအဖေလာတွေ့တော့ကိုစောင့်နေတယ်ဆိုတာကိုဖခင်ဖြစ်သူတီအောင်ထုတ်ပြောလာခဲ့တာလည်းဖြစ်ပါတယ်။မူရချိုကတော့သူ့အဖေကဘသူပါဆိုတာထုတ်မပြောခဲ့ပေမဲ့သူ့ရဲ့ရုပ်ရည်ကတော့ညာလို့မရပါဘူးနော်။ပရိသတ်တီကရောမူရချိုပြောတဲ့နာမည်နှလုံးနဲ့မင်းသားကနေဆန်းဆိုပြီးတေချာပေါ့ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ပရိသတ်တို့ရောမူရချိုပြောတဲ့နာမည်နှလုံးနဲ့မင်းသားကဘသူလို့ထင်လဲဆိုတာပြောပြပေးခဲ့ကြပါအောင်နော်။